ဒီမှာရှိတဲ့ကျုံးမော်ရွာအရှိဘက်မှာဘုံကျဲချခဲ့တဲ့အတွက်အိပ်ပျော်နေတဲ့အိမ်သားတယောက်ရဲ့ခြေထောက်နှစ်ချောင်းဘုံစားထိမှန်ပြီးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့မိသားစုဝင်တယောက်က ပြောပါရယ်။ဒါ့ပြင်စစ်တပ်ကအင်းဖျားရွာ၊နဘူးတော်ရွာနဲ့ဗရင်ပြင်းရွာတွေကို40မမနဲ့လိုက်လံပစ်ခတ်ခဲ့ပြီးအခုလိုလေကြောင်းကနေမတိုက်ခိုက်ခင်နာမခါကနေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်တာရှိသေးတယ်လို့ကျုံးမော်ဒေသခံရွာသားတယောက်ကပြောပါရယ်။ ကျွမရွာနာဝင်းကျင်ကိုစစ်တကဧပြီလ4ရက်ည9နာရီကနေည9နာရီအထိ2နာရီလောက်အတွင်းမှာလေကြောင်းတိုက်ခိုက်မှုပေါင်း6ကြိမ်အထိပြုလုပ်ခဲ့ပြီးအဲ့ဒီနေ့မတိုင်ခင်ရက်ကလည်းလေကြောင်းကနေတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ရင်းမပင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်ကပြောပါရရှင်။ကချင်ပြည်နယ်ရှိတရုတ်နယ်ဇက်ဂိမ်းနှစ်ခုကအခြေခံစားတောက်ကုန်နဲ့လူသုံးကုန်တွေကိုအချိန်ကန့်တဲ့နဲ့တာတင်သွင်းခွင့်ပြုထားတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ဟန်နာသတင်းပေးပို့ထားပါရရှင်။ ခရယုံချင်းချုံနေမြေရှိလဲစားနေဆက်ကိတ်နဲ့လွယ်ချန်နေဆက်ကိတ်တွေကိုပြီးခဲ့တဲ့ရက်ပိုင်းကပြန်ဖွင့်ပေးခဲ့ပြီးအခြေခံစားတောက်ကုန်နဲ့လူသုံးကုန်တွေတင်းတင်းခွင့်ပြုထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီလဲစားကိတ်ကဘွန်နဒီလုံခရတီနီလောဘစားပြီးလို့တီယိုပီယာနီဟိုကာချီရီနဲ့ဘွန်နလို့စားတောက်ကုန်တွေပြီးတော့ဒီအော်ဂျီပီစီရီဘောလို့အော်တီနန်တွေ အလိုရှင်တိရတယ်အလိုရီကာနဲ့ဝင်လာတော့ပြန်တွေ့ရရပေါ့နော်ဒီလုံးဝတော့အလိုပိတ်ထားတဲ့ချင်းနေဟုတ်တယ်ဒါပေမဲ့အခုဒီရပိုင်မှာတော့ YouTube ဘက်ကနေဒီကတော့စားတော့ကုန်ပြီပေါ့နော်စားတော့ကုန်ပြီလူတုံးကုန်ပြီဝင်လာတွေ့တယ်ပေါ့နော်တခြားကတော့ဒူနာမတွေ့မိတယ်ဘူးပြီးတော့နေစားကြည့်လဲဟိုလိုအရင်အောင်တော့လိုလိုဟိုဝင်တော့ပေါ့နော်အလုံးဝတက်တဲ့ကွန်ပျူတာနဲ့တွာလာတယ်လည်းမတွေ့ရသေးဘူးဘောနော်ဒီကတော့ဒီသာတောက်ကုန်တွေ ်ကျွန်တော်ဝင်လာပဲတွေ့သေးတယ်။ကုန်ကားတွေဝင်ရောက်လာပေမဲ့လည်းဘီလက်မြင့်73စီနဲ့တန်တန်ပစ္စည်းတွေတော့ဝင်လာတာမရှိသေးဘူးလို့ဒေသခံတွေဆီကသိရပါဗျ။နေဆက်တကြောရှိစစ်ကောင်စီရဲ့တပ်စခန်းတွေကိုထုစစ်စစ်နေတဲ့ KNY ကိုတိုက်ပွဲတွေရပ်တန့်ပေးဖို့ဖိအားပေးတဲ့အနေနဲ့ပီကရနဲ့အော်တိုဘတ်၁၈ရက်ကစပြီးတရုတ်နိုင်ငံဘက်ကကချင်နယ်ဆက်ဂိတ်တွေအလုံးကိုရုတ်တရက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။အဲဒီနောက် KNY ဘက်ကလည်းတရုတ်ပိတ်လိုက်တဲ့နယ်ဆက်ဂိတ်တွေအလုံးကိုတံပြန်ပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာပါ။ ပြခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ကတရုတ်အစိုးရရဲ့ဖိတ်ကြားချက်နဲ့ကချင်လူမျိုးရေးအဖွဲ့အကူထဘုချုံကြီးအင်ဘန်လာဦးဆောင်တဲ့အဖွဲ့ကတရုတ်နိုင်ငံကိုချုပ်ခွာပြီးနောက်ဒီဇင်ဘာလ12ရက်နေ့ကဆွေးနွေးပွဲပြုလုပ်ခဲ့ပြီးဒီဇင်ဘာလ13ရက်နေ့မနက်ပိုင်းမှာနေဆက်ဂိတ်တွေပြန်ဖွင့်ခဲ့ကြတာဖြစ်ပါတယ်။နေဆက်ဂိတ်တွေပြန်ဖွင့်ခဲ့တဲ့နောက်တရုတ်ဘက်ကကုန်ပစ္စည်းတွေအဝယ်မရှိပဲတရုတ်ဘက်ကနေကချင်ဘက်မှာလာစိုက်ပျိုးထားတဲ့တ िश ူးငပြောနဲ့ဖရဲကြံခင်းတို့လိုဒီနန်ကားတွေကိုတော့တရုတ်ဘက်အဝယ်ပဲရှိခဲ့တာပါ။ ဒီလူကြီးဘက်ကနေစားကိဆိုရင်လည်းအရင်ကတည်းကနေဘောနော်ဒီကျန်နေကျန်နေဖရဲတီးတွေငါပြောတယ်အကြတော့ဒီလွန်ခဲ့တဲ့ကျန်နေစားခုတ်တဲ့အာဖေဖော်ဝါရီမတ်လောက်ကနေစားပြီးမှအဲ့လိုကျန်ကားတွေဖရဲကားတွေပြီးတော့ဒီငါပြောကားတွေကတော့ကျုပ်ပြည်ဘက်ကိုဝင်နေတာဘောနော်အဲ့လိုအဲသူတို့အချိန်ကန်တပ်ပေးအချိန်ကတ္တနဲ့ဖွင့်ပြီးမှဟိုဒီနေစားကိဒီလိုချေကိကနေ ဝင်နေတာတော့တွေ့နေရတယ်ဘောနော်ဒါပေမဲ့အခုဒီရပိုင်းကစပြီးမှဒီပြုတ်ပြီးဘက်ကနေရလို့ဟိုနေစအတိနာနေဘောနော်လို့အတိနာနေစတော့ကုန်နေတော့လို့ကားနဲ့ကားအကြီးနေဝင်လာတော့ရှိတယ်ဘောနော်တခြားကတော့တခြားကုန်တွေကတော့ဝင်လာမကြတဲ့တည်းဘောနော်တခြားလိုလက်ရှိပစ္စည်းတို့တခြားပစ္စည်းတွေဝင်လာတော့မရှိဘူးအဓိကအခုရပိုင်းခုဝင်နေတာဒီစားတောက်ကုန်တွေနဲ့ပတ်သက်ပြီးပဲရုပ်ပြဘက်ကနေဝင်လာတာရှိတယ်ဗျမိုက်တာယာကပိုက်တီနဲ့ ပန်ဝါကနယ်စပ်ကိတ်တွေကတော့ဖွင့်လှစ်ချခြင်းရှိသေးဘူးလို့သိရပြီးခရိုင်ရင်ထိန်းချုပ်ထားတဲ့မြန်မာတရုတ်နယ်စပ်ကိတ်တို့ကိုအရင်ကလည်းမကြာခဏပြန်လည်ဖွင့်လှစ်ပြီးကုန်ပစ္စည်းတွေကိုအကန့်အသတ်နဲ့တည်ယူခွင့်ပြုခဲ့တာဖြစ်ပါတယ်။နောက်ပြီးတော့ဒီမှာကြာရန်ဂိတ်တို့ဆိုရင်လည်းဟိုဖွင့်ပြီးလောင်ဖွင့်ပြီးလောင်တိချာတော့မတည်ရသေးဘူးပေါ့နော်။ အော်ဒီတော့ခုချင်းနေရဒီအရင်တော့လိုမျိုးပဲလို့ပေါ့တကားတွေမြေတံဖွင့်ပြီးမှဝန်ခိုင်းတာမဟုတ်ဘူးကွနော်လို့ကန်တန်နေပစ္စည်းဝင်တဲ့ချိန်မှာတကားတွေသူတို့နေစကိတ်ကားတွေဖွင့်နေပြီးဝန်ခိုင်းနေဒီနောက်ပိုင်းကျတော့ပြန်ပေးလိုက်တယ်ပေါ့အဲ့လိုချင်းနေဟုတ်တယ်ပြီးတော့ဒီတူပီရလူတွေရောပုံမှန်ပြီးရလူတွေရောလို့ဟိုလိုဘလိုပြောလဲနေနိုင်ငံကုလမတီလို့ပြီးမှဝန်ထွက်တော်လာနိုင်တဲ့အချိန်ကြီးတော့မဟုတ်သေးဘူးကွနော်ဟိုဒီကတော့အခုရပိုင်းကုန်ကုန်ပစ္စည်းတွေစတာတော့ကုန်ပြီပဲ ပြုတ်ပြီးရနေမှာပြုတ်ခွင့်တဲ့ဒီကချင်ရပစ္စည်းတွေကြတော့ဟိုသူတို့တယောက်ကလုံမရှင်တွေလာဆိုင်တာတဲ့ကြာနေမပြောရီ PAT တွေအဲ့လိုကားတွေတော့ပြုတ်ပြီးဘက်ကကချင်ရနေပြုတ်ပြီးဘက်ကဝင်လာတော့ရှိနေတယ်လို့ခရရပီခရနဲ့တယောက်28စစ်ကောင်စီတပ်စခန်းရှိရာမြို့တွေကိုတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်နက်ဆက်ဂိတ်တွေနှစ်ဖက်ပိတ်လိုက်ပြီးလောင်စာစီနဲ့အခြားကုန်ပစ္စည်းတွေအလုံးတင်းတင်းခွင်ပိတ်လိုက်တာလည်းဖြစ်ပါတယ် ကချင်တရုတ်နယ်စပ်တကြောကနယ်စပ်ကုန်တွယ်ရေးကိတဲ့ဖြစ်တဲ့လိုက်စာလွဲ့ကျဲမန်ဝင်းကြီးကပိုင်တီနဲ့ပန်ဝါစတဲ့နယ်စပ်ကုန်တွယ်ရေးစကန်ဒီအာလုံကို KNY ကထိန်ချုပ်ထားပါတယ်ကျမဟနာပါမကွေးတိုင်းရေစကြိုမြို့မှာဧပြီလ၄ရက်နေ့ညနေပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ပြီးမိငိမ့်မို့ရောက်လာသူတယောက်ကိုစစ်တပ်ကပြစ်ခတ်လို့ဒဏ်ရာရရှိသွားတယ်လို့ဒေသခံတွေကပြောပါရယ် ရေစကြိုမျိုးပေါ်ကအမှတ်3ပန်းတော်တင်ရက်ကွက်ကကန္နာလမ်းမှာရှိတဲ့ကုံစုံဆိုင်တစ်ခုကနေမိစတင်လောင်းကျွမ်းခဲ့တာဖြစ်ပြီးမိသက်ကားတွေလည်းလာတာနောက်ကျခဲ့တယ်လို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါရယ်။မိလောင်တဲ့နေရာကိုရေစကြိုစုပေါင်းရုံးကစစ်သားတွေရောက်လာပြီးရန်တန်ပစ်ခတ်ခဲ့လို့မိငိမ့်ဖို့ရောက်လာတဲ့အမျိုးသားတစ်ယောက်ကြီးစံရှက်ထိတန်ရာရရှိသွားတယ်လို့ဆိုပါရယ်။မိလောင်ကျွမ်းခဲ့တဲ့နေရာဟာကုံစုံဆိုင်အကြီးစားဖြစ်တဲ့အပြင် စားသုံးစီရည်နဲ့ဆက်သုံးစီရည်ရောင်းချပြီးမီးလောင်ကျွမ်းတဲ့အတွက်အားလုံးဆုံးရှုံးကုန်တယ်လို့ရေစကြိုမြို့နယ်သတင်းအချက်အလက်ကော်မတီတာဝန်ခံတယောက်ကပြောပါရယ်မီးလောင်ကျွမ်းမှုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးအသေးစိတ်သိရှိနိုင်ဖို့ရေစကြိုမြို့နယ်မီးသက်တပ်ဖွဲ့ရုံးကို DUV ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့လက်ခံဖြေဆိုတာမျိုးမရှိပါဘူးရှင် မြန်မာနိုင်ငံမှာငလင်ဘေးဒုက္ခခံစားနေရချိန်မှာအာနာသိန်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကထိုင်းနိုင်ငံဘန်ကောက်မြို့မှာ Binstick အစီအဝေးတက်ရောက်ဖို့ဧပြီလ3ရက်ကဘန်ကောက်ကိုရောက်ရှိခဲ့တဲ့နေ့မှာပဲသူ့ကိုကန့်ကွက်ဆန္ဒပြဖို့စီစဉ်တဲ့မြန်မာနှစ်ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ဖမ်းဆီးခံရသူနှစ်ယောက်ဟာ New Power Generation တီထောင်သူဖြစ်တဲ့တက်ကြွလှုပ်ရှားသူကိုဖြိုးပိုင်နဲ့ကိုနန်နိုင်ဆိုတို့ဖြစ်ပါတယ်။လက်ရှိမှာတော့ကိုဖြိုးပိုင်ကထိုင်းအာဏာပိုင်တွေရဲ့စစ်ဆေးမေးမြန်းတာခံနေရပြီး ဘန်ကောက်မြို့လူမှုကြီးကြပ်ရေးဌာနထိန်းချုပ်ရေးစခန်း Immigration Detention Center မှာသူတို့နှစ်ယောက်ကိုထိန်းသိမ်းထားတယ်လို့ကနဦးသိရပါဗျ။စစ်ကောင်းဆောင်လာမဲ့ Shangri-La Hotel နားမှာပဲစစ်ကောင်းဆောင်ရဲ့ဓာတ်ပုံတွေကိုမိထုဆွဲစာအိတ်ထဲထည့်ပြီးစောင့်ဆိုင်နေချိန်ထိုင်းရဲတွေလဝက်ကရဲတွေအယောက်30 40လောက်ရောက်လာပြီးသူတို့နှစ်ဦးကိုရဲစခန်းကိုဖမ်းခေါ်သွားတယ်လို့ကိုဖြိုးပိုင်က DVB ကိုပြောပါဗျ။ ရဲစခန်းကနေတဆင့်ဘန်ကောက်မြို့ Immigration Detention Center မှာထိန်းသိမ်းခံထားရတယ်လို့လဲကိုဖြိုးပိုင်ကလက်ရှိအခြေအနေနဲ့ပတ်သက်ပြီး TVB ကိုအတည်ပြုပါရရှင်မြန်မာအနာသိစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ဧပြီ၄ရက်နေ့ကဘင်းစတစ်ထိပ်သီးအစည်းအဝေးပြင်ပမှာတွေ့ဆုံခဲ့တယ်လို့ရိုက်တာကဖော်ပြပါဗျာ။ စစ်ကောင်းဆောင်ဟာမြန်မာနိုင်ငံအလဲပိုင်းမှာပြင်းအား9.8မဂနီကျူးအဆင့်ရှိငလင်ကြီးလှုပ်ခတ်ခဲ့တာကြောင့်လူ3000ကျော်သေဆုံးခဲ့ပြီးတဲ့နောက်တပတ်အကြာမှာပဲအခုလိုပြပခီးစဉ်ထွက်ခဲ့တာပါသူပန်ကောက်ရောက်ချိန်မှာစန့်ကျင်ကြောင်းဆန္ဒပြဖို့အနက်ရောင်အင်ဂျီတွေဝစ်ဆင်ဖို့နဲ့အလုံမစင်ကြဖို့ထိုင်းနိုင်ငံရောက်အလုံသမားအဖွဲ့တွေကနှိုးဆော်နေပါတယ်။ဧပြီလ၄ရက်နဲ့၅ရက်နေ့တွေမှာအနက်ရောင်တွေဝစ်ဆင်ပြီးစန့်ကျင်မှုတွေပြသဖို့လူမှုကွန်ရက်တွေမှာနှိုးဆော်ထားတာလည်းတွေ့ရပါတယ်။ ငလီမင်းနဲ့ကြုံတွေ့ချိန်ဗန်ကောက်မြို့ကိုအစည်းအဝေးပွဲတက်ရောက်လာတဲ့စစ်ကောင်းဆောင်ကိုဆန္ဒပြသူတွေကလူသက်ကောင်းလို့ရေးထိုးထားတဲ့စာရင်းတွေကင်ပြီးဆန္ဒပြခဲ့ကြတာပါသူကဖိတ်ကြားခဲ့တဲ့ဆုံးဖြတ်ချက်ကိုလည်းဆန္ဒပြသူတွေကဝေဖန်ခဲ့ကြပြီးအစည်းအဝေးကျင်းပရာအဆောက်အုံနားရှိတရားမှလည်းလူသက်သမားမင်းအောင်နိုင်ကိုငါတို့မကြိုဆိုဘူးဆိုတဲ့စာရင်းကိုချိတ်ဆွဲထားတယ်လို့ဗန်ကောက်ပို့စ်သတင်းမှာဖော်ပြပါတယ်မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံဟာကယ်ဆယ်ရေးအဖွဲ့တွေဆီလွတ်ထားသလိုပတ်မုံမှုတွေလည်းပြုလုပ်ထားပါတယ် မော်ဒီနက်စစ်ကောင်းဆောင်တွဲဆောင်ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုတော့သတင်းထုတ်ပြန်တာမျိုးမတွေ့ရပါဘူး။ Binstick ထိပ်သီးအစည်းအဝေးကိုဧပြီလ2ရက်နေ့ကစတင်ခဲ့ပြီးတော့တောက်ကြနေမှာအဆုံးသတ်မှာဖြစ်ပါတယ်။ဒီအစည်းအဝေးကို ထိုင်းမြန်မာအိန္ဒိယဘင်္ဂလားဒေ့ရှ်နီပေါ်သီရိလင်္ကာနဲ့ဘူတန်နိုင်ငံတို့တက်ရောက်ခဲ့လို့သိရပါတယ်ရှင်။ဟန်ကားကောင်အငြိအဖွဲဖခင်ကြီးလူရွှင်တော်စတာဥကျုံမွေရဲ့ဇာပနာအခမ်းအနားကိုထိုင်းနိုင်ငံမဲဆောက်မြို့ကဝမ်မုတ်ကထန်တုတ်တံမှာဧပြီလ3ရက်ကပြုလုပ်ခဲ့ပါတယ် မောင်တူးသတင်းပေးပို့ထားပါရရှင်ဟုတ်ကဲ့ပါဝါရင်လူရှင်တော်ကြီးစတားဥကြော်မူဟာသားရီရဲ့ဟာငါးကောင်အငိတ်ဖွဲ့တော့ခိုလာပြီးတဲ့နောက်နေဆက်ကိုတိန့်ဆောင်လာရကမလ30ရက်မှာကွယ်လွန်ခဲ့ပြီးအေဗယ်လ3ရက်မှာဇာပနပြုလုပ်ခဲ့တာပါကြည့်မရတဲ့ဆုံးရှုံးမှုပေါ့လူရှင်တော်အာ အောင်မြင်တဲ့လူရှင်တော်ကြီးတယောက်ပေါ့နော်မောင်လေးတွေရဲ့အဖေပေါ့သူဆိုရင်တွင်တင်ညွန်ပြမှုတွေနဲ့အဲသွားခဲ့ကြတာဆိုတော့သူဆုံချုံကတော့ကြီးမားတဲ့ဆုံချုံမှုပါပဲဟုတ်ကွယ်လွန်သူစတာဦးကျော်မိုးဟာလူရှင်တော်ကြီးတွေဖြစ်ကြတယ်ဈေးတယ်ကြီးဆန်နီဦးရာကျော် မိုင်းနိုတူတို့နဲ့အတူကပြခဲ့တယ်ဟာတပညာရှင်ကြီးဖြစ်ပါတယ်အရင်တော့ဦးရာကျော်တို့ဈေးတယ်ကြီးဆန်နီတို့နဲ့အတူကခဲ့တယ်လူရှင်တော်ကြီးစတာကျော်မိုး တကယ်လဲဆုံးချမှုကြီးပါပဲဒါပေမဲ့ဒီချိန်မှာတိတဲ့တိုင်းတိုင်းပြည်မှာဘယ်လိုပြောမလဲဆုံးချမှုတွေအများကြီးဖြစ်တာတော့ဒီဘက်ကကုမီသားစုတစ်ခုလည်းနဲ့ကုမီသားစုဒီတယောက်ကိုဆုံးချလာတဲ့ဆိုင်ဟိုဘက်ကပို့ပြီးတံခိုးရှိပါတယ်မျက်နှာမှုတွေဆုံးချမှုတွေအများကြီးရှိနေတဲ့ဟာကိုဒီဒုက္ခတကယ်ဒီလင်းရောက်နေတဲ့လူတွေလောက်ပဲဥစားပေးနေကြပါတယ်ကျန်တဲ့ဟာကိုဟိုကျန်တဲ့ဟိုဖော်ရှိုးတွေပေါ့နော်တချို့အများကြီးရှိတယ်ဗျာဒီခံစားရပြီးပြောတယ်ဥပမာလိုပြောရရင် မင်းအောင်လိုင်းသူခံစားနေရမှန်တော့မဟုတ်ခံစားရတာမဟုတ်ဒီကောင်ဒီကောင်တက်လုတ်ကတဲ့ဝင်သွားသလိုဖြစ်သွားတာဒီလိုကျွန်တော်ပညာရှင်တယောက်ဆုံးရှုံးတော့နင့်နာဖို့ကောင်းတော့เนาะနင့်နာဆိုတော့အသက်ရွယ်အားဖြင့်လည်းကျွန်တော်84နှစ်ရှိပေါ့ဒါပေမဲ့စိတ်ထဲမှာကျွန်တော်တို့အဲခုနိုင်ငံမှာမဟုတ်တဲ့အတွက်ကျွန်တော်တို့အဲဒီအလူပညာရှင်တွေလိုက်ပါမပို့ဆောင်နိုင်တဲ့အတွက်တော့ဝမ်းနည်းတယ်ပေါ့ဗျာเนาะဟုတ်ဝါရင်လူရှင်တော်ကြီးစတားဥကြုံမွေးရဲ့ဇာပနကိုနေဆက်ရောက် စီရီယံလူပညာရှင်တွေနဲ့နှွေဦးတော်လန်ရေလှုပ်ရှားသူတွေတက်ရောက်ခဲ့ကြပါတယ်ခင်ဗျာကျွန်တော်မောင်သူပါ န်စီပြည်နယ်တလောပြင်းထန်တဲ့မုန်တိုင်းတွေကြောင့်အနည်းဆုံးလူ9ဦးသေဆုံးခဲ့ရပြီးယာနဲ့ချီတဲ့ပြည်သူတွေဟာတအားပြတ်တောက်မှုကြုံရပြီးတော့နေအိမ်တွေလည်းတိတိတတ်တာထိခိုက်ပျက်စီးမှုတွေရှိခဲ့တဲ့အပြင်တောက်ရီ၃ရီအကြံပေးချက်တွေထုတ်ပြန်ထားရတယ်လို့ပြည်နယ်တာဝန်ရှိသူတွေကဧပြီလ3ရက်ကြာတာပြင်းနေ့မှာပြောဆိုပါတယ်တန်နစီရေဘော်စီမံခန့်ခွဲမှုအေဂျင်စီရဲ့ဒါရိုက်တာဟာကာရိုမနေရီအိုဘီယိုနဲ့ဖရက်ခရိုင်တွေမှာရာသီဥတုကြောင့်တည်ဆုံမှု၅ခုကိုအတည်ပြုခဲ့ပါတယ် အင်ဂျီ9500ထက်မနည်းလျှက်စစ်မီပြတ်တောက်နေစေဖြစ်တယ်လို့လည်းသိရပါဗျ။အချုပ်ရီမူဟာမနီရီကောင်တီရှိပျက်စီးသွားတဲ့ဆယ်မာမျိုးကိုတွားရောက်ခဲ့ပြီးအဲဒီကအခြေအနေကိုအိုမဲအိမ်မဲဖြစ်ခဲ့ရတဲ့မိသားစုများစွာနဲ့အတူအစ်စ်အမှန်ပျက်စီးဆုံးရှုံးမှုအဖြစ်ဖော်ပြခဲ့ပါတယ်။ အမျိုးသားမိုးလေဝသဌာနကမိုးလေဝသပညာရှင် Ryan Hashtag ကလည်းအထူးသဖြင့်ဧပြီလ9ရက်စနေနေ့မှာလျှက်ပြည့်ရေကြီးခြင်းနဲ့ပုံမပြင်းထန်တဲ့မိုးကြိုးမုန်တိုင်းတွေဖြစ်နိုင်ခြင်းအပါအဝင်ဆက်လက်ဖြစ်ပွားနေတဲ့ပြင်းထန်တဲ့ရာသီဥတုအန္တရာယ်တွေကိုသတိပေးခဲ့ပါတယ်။ Texas ကနေ Ohio ပြည်နယ်အထိဖြန့်ကျက်ထားတဲ့ American ပြောင်စုရဲ့စိတ်အပိုင်းတစ်ခုမှာကြာသပတေးနေ့ကအပြင်းနဲ့နှွေးဥမုန်တိုင်းကြောင့် လူခုနှစ်ဦးထပ်မင်းသေးဆုံးပြီးလေစနာမောင်းတိုက်ခတ်ပြီးမိုးကျုံမုန်တိုင်းတွေလည်းဖြစ်ပေါ်ခဲ့ကြတဲ့ကြောင့်ရေကြီးမှုအနေနဲ့လည်းမြင့်တက်လာပါတယ်ရှင်။ချယ်ဆီကွင်းလည်လူဟောင်းကန်တီဟာမန်ယူနီးပြဟောင်းဆိုရှာတောင်ဝင်ယူနေတဲ့ဘက်စတက်အသင်းစီပြောင်းရွှေ့ဖို့နှိစက်နေပါတယ်။ ပြင်သစ်လက်ရွေးစဉ်ကစားသမားဟာ Sorry Pro League Club AAT ဟမ်မှာနေရာတိကျကစားနေပြီးအခုတော့ဥရောပစီပြန်လာဖို့ဆန္ဒရှိနေတာပါ။နီးပြဆိုရှာဟာပြီးခဲ့တဲ့ဇန်နဝါရီလကတည်းကဘက်စစ်တက်အသင်းကိုစတင်တာဝန်ယူခဲ့ပြီးကန်တီကိုခေါ်ယူဖို့ပြင်မှတ်ထားနေကြတာပါ။ဆိုရှာနဲ့ကန်တီတို့နှစ်ဦးကြားမှာပြောင်းရွှေ့အတွက်ဆွေးနွေးပြောဆိုမှုတွေလှုပ်ဆောင်ထားပြီးဖြစ်တယ်လို့လည်းသိရပါဗျ။ ကန်တင်အနေနဲ့ဘတ်စစ်တဲ့အတင်းစီပြောင်းရွှေ့မယ်ဆိုရင် sorry လီမာလောက်လောက်ခလာစာရရှိမှာမဟုတ်ပေမဲ့ဥရောပစီပြန်လာချင်တာကြောင့်လောက်ခရုံနဲ့ရရှိမဲ့အခြေအနေကိုလက်ခံသဘောတူထားတယ်လို့သိရပါတယ်ရှင်ဒီဗီယိုမြင့်တန်ကြားရဲ့မနက်၈နာရီသတင်းတွေကိုရှုစားကြရတာပါမနက်၈နာရီမှာလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါကျမတို့ဖူးအီအီနွယ်ပါကြီးစုနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်